ဇလန်လေးရဲ့ဆမှာတော့တရင်မှုကြီးအတွက်ညာစာပြင်ပေးနေတယ်။သူလက်အောက်ကတက်သားလေးတယောက်ကိုစပွဲဘက်ကိုတင်လိုက်တဲ့တက်သားနဲ့ပြုလုပ်ထားပြီးစလုံးတွေရေထားတဲ့ပစ္စည်းလေးကိုပြလိုက်ပါတယ်။ထိုစလုံးတွေရဲ့အဓိပ္ပာယ်ကိုသိရင်ရွတ်ပြပါလို့အမိန့်ပေးလိုက်ပါတယ်။တက်သားလေးကလည်းတတိဆွဲပြီးပြည်သူကိုအလို့ကျွေးပြုပါမိမိတကိုယ်ရေးပျော်ရွှင်မှုထက်တော်လန်ရေးနီလမ်းမှန်ကန်ဖို့နဲ့လူမှုဘဝလုံခြုံရေးအတွက်အလို့ကျွေးပြုဖို့ပို့ပြီးလိုအပ်ပါတယ်။ ဒါဟာ1948ခုနှစ်ကဥက္ကရာကြီးပြဋ္ဌာန်းထားတဲ့ပြည်သူတက်မတော်ရဲ့ပထမဆုံးတာဝန်ဖြစ်ပါတယ်လို့ရုပ်ပြလိုက်ပါတယ်။တရင်မှုလည်းတော်တယ်လို့ချီးကျူးလိုက်ပြီးထမင်းချက်အစင်တက်သားဆိုတာဟာအောက်ခြေရဲဘော်တွေထက်တည်တက်မှုပို့ပြီးမြင်ရမယ်။ဒီတစိုက်ပြားကိုမင်းရဲ့အသက်လိုပဲစောင့်ရှောက်ရမယ်လို့အမိန့်ပေးလိုက်ပါတယ်။နားလဲပါတယ်ဟုဆိုကတက်သားဟာလည်းအလေးပြုကထွက်သွားလိုက်ပါတယ်။ပြီးတဲ့နောက်တရင်မှုကမိမဖြစ်သူနဲ့အတူညာစာစားလိုက်ကြပါတယ်။ ။နောက်ရက်မှာတော့ထိုတက်သားကိုတရင်မှုကြီးရဲ့အိမ်မှာအေယံကူပုံစံမျိုးလိုအပ်တဲ့ဟာတွေကိုတာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့သူ့ရဲ့တက်ခွဲမှုကအမိန့်ပေးမှာကြားနေပါတယ်။ဒီလိုနဲ့နောက်နေ့ရောက်လာတဲ့အခါတာဝန်ဆထမ်းဆောင်နေရပြီဖြစ်လို့သူဟာထမင်းချက်ဟင်းချက်တာအပြင်အိမ်တန်ရှင်ရဲ့ကအစာအိမ်တစ်ခုလုံးကိုတာဝန်ယူလောက်ကိုင်းဆောင်ရွက်နေပါတယ်။ထင်ခွဲလိုက်ဖိနှိုက်တိုက်လိုက်လုံနေတဲ့သူကိုဆလိတ်ခိုးတောက်ပြီးအလုံးမလုံးပဲနားနေကြတဲ့တခြားတပ်သားတွေကဆလိတ်တောက်ပါအောင်လို့ပြောနေပါတယ်။ သူကတော့မတောက်ဘူးလို့ဆိုကအလုတ်ပဲစလုံးနေပါတယ်။တရင်မှုကြီးကတော့တဏီယာကနေသူတို့ကိုမှန်ဘလူးနဲ့ကြည့်နေခဲ့တာကိုတော့မသိခဲ့ကြပါဘူး။ထို့နောက်မှာတော့ထိုတသားတွေကိုခေါ်ကခေါင်းမုတ်ကိုပလင်းတင်ကသနဲ့နဲ့ပြစ်ပြီးတော့တရင်မှုကိုယ်တိုင်အပြစ်ပေးလိုက်ပါတယ်။ဒီလိုနဲ့နောက်နေ့မှာတော့တသားလေးကခြံထဲမှာအလုံလုံးနေတာကိုတရင်မှုကတော့ကအိမ်မော်ကနေမှန်ဘလူးနဲ့ကြည့်နေခဲ့ပါတယ်။သူလည်းတရင်မှုကတော့ပြတင်းပေါက်မှရက်နေတာကိုမြင်လိုက်ပါတယ်ခဏပဲလဲကြည့်ပြီးတော့အလုတ်ပဲဆက်လုပ်နေခဲ့ပါတယ် ညောက်တဲ့အခါမှာတော့တည်ရင်မှုကသူ့မိမကိုအမေရိကန်ရဲ့ဖီအားပေးလာတဲ့ကိစ္စတွေကိုပြန်လဲတော်လာနိုင်မှုလောက်ဝက်အစည်းအဝေးတော့တက်ရမှာလို့တလားလောက်ကြားမယ်လို့ဆိုကဇနီးသက်ကိုပြောပြီးနောက်နေ့မှာတော့အိမ်ကနေထွက်သွားခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်ရက်မှာတော့သူဟာမိဖို့ချောင်ထဲမှာမိမွေနေပါတယ်တည်ရင်မှုကတော့ကအိတ်ခမ်းထဲကနေသူ့ကိုတော်တော်ကြာကြာစောင့်ကြည့်နေခဲ့ပါတယ်နောက်တော့တည်ရင်မှုကသူ့ကိုအသက်တမျှသဘောထားဖို့မှာထားခဲ့တယ်တသားနဲ့လှုပ်ထားတဲ့တစိပ်ပြားလေးကို ။တရင်မှုရဲ့မိမကအောက်ကိုလွှတ်ချလိုက်တာကိုသူမြင်လိုက်ရပါတယ်။ခဏကြာတော့သူလဲကြောင်သွားပြီးတရင်မှုမိမနားကိုပြေးလာလိုက်ပြီးတစိမ့်ပြားကိုကောက်ဖို့လှုပ်လိုက်ချိန်မှာတော့တရင်မှုမိမကသူ့ထက်ဦးအောင်ရင်ကောက်ယူလိုက်ပါတယ်။ဒီတစိမ့်လေးကဒီစပွဲကနေသူ့နေရာမှာသူပုံမှန်အတိုင်းမရှိနေပဲဖြစ်နေခဲ့ရင်တော့ငါမင်းကိုခိုင်းစရာရှိတယ်ဆိုတဲ့သဘောပဲ။မင်းအိမ်မော်ထက်ကိုတက်လာရမယ်လို့တရင်မှုရဲ့မိမကသူ့ကိုပြောပြီးထွက်သွားခဲ့ပါတယ်။သူရဲ့စိတ်ထဲမှာတော့ဒီမိမကြီးကဘာလဲဟာဆိုတဲ့အတွေးပြင် တက်ရည်မှုမိမဖြစ်နေရကြောင်းပဲကြောက်လဲကြောက်နေခဲ့တာအသက်ကိုယ်တော်မနေရှူနေရပါတယ်ဒီလိုနဲ့နောက်နေ့သူ channel မှာပန်းမင်းတွေကိုရေလောင်းပြီးအိမ်ထဲပြန်ဝင်လိုက်တဲ့အခါစပွဲဘော့ကိုကြည့်လိုက်တော့တစိုက်ပြားလေးကရှိမနေပဲလှေကားလက်ရန်ပေါ်မှာတင်ထားတာကို တွေ့လိုက်ရပါတယ်ဒါကြောင့်သူလည်းတက်ရင်မှုမိမကခိုင်းချရှိရလို့ဆိုကသဘောပေါက်လိုက်ပြီးအိမ်ပေါ်ထက်ကိုမဝင်မရင်းနဲ့တက်လာခဲ့ပါတယ် တကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့တရင်မှုကသူ့ကိုအပေါ်တက်မလာခဲနဲ့လို့ပြောခဲ့ဘူးတာကိုဖြတ်ကနေသတိရသွားကလန့်သွားပါတယ်။ဒါပေမဲ့လည်းတရင်မှုမိမကဝင်လာခဲ့ဖို့မှားထားတာမှုဝင်သွားပြီးဆရာကတော့ဘာများခိုင်းချရှိလို့ပါလဲလို့ဆိုကသတင်းပို့လိုက်ပါတယ်။အမောင်တနေရကနေတရင်မှုမိမကအခန်းထဲကမိသီးကမလင်းလို့ပြင်ပေးစမ်းလို့ပြောလိုက်ပါတယ်။သူလည်းပြင်ပေးလိုက်တော့မိကပြန်လင်းသွားပါတယ်။ အခန်းမီးလင်းသွားတဲ့အချိန်မှာတော့အခန်းကိုလှည့်ပယ်ကြည့်လိုက်ခါတရင်မှုမိမကညဝေအင်းကြီးအပါလေးနဲ့အဲ့ရပေါ်မှာလဲကစာအုပ်ကင်ထားပြီးသူ့ကိုကြည့်နေတာကိုတွေ့လိုက်ရပါတယ်။ချက်ချင်းပဲသတိဆွဲကဆရာကတော်တခြားဘာခိုင်းဆရာမှမရှိတော့ဘူးဆိုရင်အောက်ကိုဆင်းမာတော့မယ်လို့သူကပြောလိုက်ပါတယ်။သူ့ဘက်ကလည်းဆရာကတော်လို့ခေါ်နေရကိုမကြိုက်တာကြောင့်မမလို့ပြောင်းခေါ်ခိုင်းလိုက်ပါတယ်။တခြားသူတွေရှိမှဆိုရင်တော့ဆရာကတော်လို့ပဲခေါ်ရင်ရတယ်လို့ပြောလာပါတယ်။ သူလဲအရာပေါ်တစ်ချက်ကြည့်လိုက်မိတဲ့အချိန်မမရဲ့အလှတရားတွေကိုမြင်လိုက်ရပါတယ်။တရင်မှုကြီးရဲ့မိမကတော်တော်လှတာပဲဆိုတဲ့အတွေ့အကြုံတွေးမိသွားတဲ့ပုံစံနဲ့တရွေတစ်ချက်မျိုးချလိုက်တယ်။ဇော်ချွေးပြန်နေတဲ့သူ့ကိုတုံးလိုက်ပါအောင်လို့ဆိုကသူမကဘဝတစ်ခုပြစ်ပေးလာပါတယ်။ဆက်ပြီးတော့သူမကမင်းရဲ့အတောင်ထဆုံးစနကဘာလဲလို့မေးလိုက်ပါတယ်။သူကလည်းယာရူတိုးပြီးသွားရင်အမျိုးသမီးနဲ့အတူမျိုးကိုပြောင်းလာပြီးနေချင်ပါတယ်လို့ဖြေလိုက်ပါတယ်။ပြည့်ရနောက်ခိုင်းချမရှိရင်သွားပါတော့မယ်လို့ပြောလာလိုက်တဲ့အခါမှာတော့ သူမကအမှန်တိုင်းပြောမင်းအိမ်ရာမဝင်ခင်နေတိုင်းရေချိုးရလားလို့မေးလိုက်ပါတယ်။သူကလည်းချိုးပါတယ်လို့ဖြေလိုက်တော့မင်းသွားနိုင်ပြီလို့သူမကပြောလာပါတယ်။နောက်တည့်ရက်သူဆိုင်ခင်းတွေကပြန်ရောက်တော့တစိပ်ပြားလေးကမိဖို့ခံနေရောက်နေတာကိုတွေ့လိုက်ရပြန်ပါတယ်။သူလည်းဘာလုပ်ရမယ်ဆိုတာကိုသိပေမဲ့တီတီကြီးနဲ့အပေါ်ထက်ကိုတက်မသွားလိုက်ဘဲသူအချိန်အတော်ကြာစဉ်းစားနေခဲ့ပါတယ်။ဒီလိုနဲ့ညနေခင်းရောက်လာတော့မင်းဆိုင်ခင်းတွေကပြန်ရောက်တာကြာနေပြီဆိုတာငါသိတယ်။စောင့်နေတာတနားရီလောက်တောင်ကြာနေပြီလို့ဆိုကား ဆရာကတော့ကမိဖို့ဆောင်နဲ့အထီကိုရောက်လာပြီးသူ့ကိုပြောဆိုလိုက်ပါတယ်ပြည်ရဲ့နောက်အိမ်မော်ထက်တက်သွားတဲ့ဆရာကတော့နောက်ကိုပြေးလိုက်သွားပါတယ်အပေါ်ရောက်တော့ပန်နေငုံရှိမှထိုင်နေတဲ့ဆရာကတော့ကိုမမလို့ခေါ်လိုက်ပါတယ်မင်းရေဆေးပြီးပြီလားဆိုပြီးမေးလိုက်တော့သူကလည်းဘာကိုရေဆေးရမှာလဲလို့ပြန်မေးလိုက်ပါတယ်အဲ့တော့မှမမကချွေးရည်နဲ့နန်းစော်နေရပဲရေရင်သွားချိုးလိုက်ဆိုပြီးအမိန်ပေးလိုက်ပါတယ်ရေချိုးပြီးသူပြန်တက်လာတော့မမကပီကနီဝဲဆောင်လေးနဲ့စောင်းကြုံနေတာကိုတွေ့လိုက်တယ် ။နောက်ပြီးတော့အိယာဘောတက်လှဲပြီးမင်းဖာကိုကြောက်နေရလဲဆိုပြီးတော့မေးလာပါတယ်။သူကလည်းတရင်မှုကိုကြောက်ပါတယ်လို့ဖြေလိုက်ပါတယ်။ဒီလိုနဲ့တညာမှာတော့သူလမ်းလျှောက်နေရင်တရင်မှုမိမရဲ့အလားပါးတွေကိုပြန်လဲမြောင်းလာပါတယ်။ပြီးတော့ပါဇက်ကနေလည်းရေရွတ်နေပါတယ်။သူမအသားဖြူတာဘာလို့ရမှာလဲ။သူမိမလည်းသူမလိုအခန်းထဲမှာနေရရင်သူမထက်တောင်ဖြူအောင်မယ်သူမလှတာကရောဘာဖြစ်လဲသူမိမလည်းလှတာပဲဆိုပြီးတော့တရင်မိမစီကနေသူရဲ့စိတ်တွေရိုင်းမသွားအောင်သူ့စိတ်သူပြန်ထိန်းချုပ်ဖို့စူးစမ်းနေပါတယ် အဲ့ဒီအချိန်မှာပဲသူစီကိုသူတို့တက်ရင်ကတက်ခွဲမှုရောက်လာပါတယ်။တက်ရင်မှုမိမကဖုန်းတရိုက်ဆက်ပြီးတော့သူ့ရဲ့အကြောင်းတွေကိုတိုင်ကြားလိုက်လို့ဖြစ်ပါတယ်။တက်ခွဲမှုကသူ့ကိုရိတ်ကဲနားလဲမယ်ထင်လို့တက်ရင်မှုကြီးရဲ့အိမ်မှာတာဝန်ပေးထားတာဖြစ်တဲ့ ဒါကြောင့်မို့တရင်မှုကတော်ကိုလည်းတရင်မှုကြီးလိုပဲသဘောထားပြီးသူမခိုင်းတာဘာမဆိုလုပ်ပေးရမယ်မဟုတ်ရင်သူတို့ကမင်းကိုအလုံးဖြုတ်လိုက်မယ်လို့သူ့ကိုဆူလိုက်ပါတယ်ပြီးတော့လည်းသူ့ကိုယာထူးတိုးချင်တယ်ဆိုရင်အဲ့လိုဖြစ်လာဖို့ကတရင်မှုစီကစကားတခုံးပဲလိုတာဖြစ်ကြောင်းဒါကြောင့်သူမရှိတော့မှသူမိမကိုအဆဆရရပြူဆိုင်ပေးဖို့လိုပါတယ်လို့သူ့ကိုအမိန်ပေးလိုက်ပါတယ် ဒါပေမဲ့တည်ရင်မှုမိမကသူ့စီကကောင်မနဲ့လိန်ဖြောပြမှုလုံးခြင်းနဲ့ဆိုတာကိုတော့ထိုတည်ရင်မှုကမတိခဲ့ပါဘူး။ဒါကြောင့်လဲသူ့ကိုပောက်ကွဲပြီးအတုံးမကြရခောင်းလားဆိုပြီးဒေါသထွက်နေခြင်းဖြစ်ပါတယ်။တညာမှာတော့သူ့ရဲ့အတွေးတွေကအတိတ်စီကိုခဏရောက်သွားခဲ့ပါတယ်။သူတထဲကိုဝင်လာနိုင်မှုအတွက်သူ့မိမရဲ့အဖေရောက်ခမကကူညီပေးခဲ့တာဖြစ်ပြီးတော့သူ့အမေကိုဈေးကူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါရီမကဒီပဲတမီးနဲ့ပါပေးစားခဲ့တာဖြစ်တဲ့ရောက်ခမဆိုပေမဲ့လည်းသူ့ရဲ့အိမ်ရဲ့ကျေးဇူးရှင်လည်းဟုတ်နေပါတယ်။ သူရခမဖြစ်သူကသူ့စီကလိုချင်တာဟာတခုတည်းပါဒါကတော့သူဟာယာတူးတိုးပြီးပါတီတဲကိုဝင်နိုင်မှုနဲ့သူသမီးလေးကိုခေါ်ကမြို့မှာနေသွားစီချင်တာပါဒါကြောင့်လေရခမကို၃နှစ်အတွင်းမှာထိုးသောဖြစ်အောင်လုပ်ပေးမယ်လို့သူကတိပေးထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီနှစ်မှာလည်းယာတို့တို့စီရင်တဲ့မှာသူ့ရဲ့နာမည်ပါမလာခဲ့ပြန်ပါဘူး။နောက်နေ့မနက်အစောမှာတော့တာဝန်ထမ်းဆောင်မှုတည်ရင်မှုမိမအိမ်ကိုတူလာခဲ့ပါတယ်။ တရင်မှုရဲ့မိမကတကားဝမှာထိုင်ဆောင်နေခဲ့ပြီးညာကတက်ခွဲမှုပြောရတွေနားလည်ရင်သူမအတွက်ကြက်ဦးနဲ့စပြုတ်လောက်ပြီးအပေါ်ထက်ကိုယူလာပေးပါပင်းရဲ့အခုချက်ချင်းတရင်ကိုပြန်တော့လို့သူ့ကိုအမိန်ပေးလိုက်ပါတယ်သူလန်ချက်ချင်းပဲမြူဆန်ပြောလုံလိုက်ပြီးအပေါ်ထက်ကိုတက်သွားခဲ့ပါတယ်အခန်းထဲရောက်တော့သူမကထိုင်နေပါတယ်သူကလည်းမြူဆန်ပြုတ်ကိုသူမအတွက်တေချာလုံလာပါတယ်လို့ပြောလိုက်ပါတယ်သူမကတော့ထားခဲ့ပြီးတော့တက်ခွဲကိုပြန်တော့လို့ထပ်ပြောလိုက်ပါတယ် ဒါကြောင့်သူကလည်းဒူထောက်ထိုင်ချလိုက်ကသူ့ကိုအခွင့်အရေးတစ်ချိန်လောက်ပေးပါ။သူမခိုင်းတာဘာမှမစိုးလုပ်ပေးပါမယ်လို့ခရီးပေးလိုက်ပါတယ်။သူမကလည်းကိုလုံးတီနဲ့တိုက်ရင်တစ်ခုလုံးပတ်ပြေးရမယ်ဆိုပြီးအဝတ်အစားတွေချက်ခိုင်းလိုက်ပါတယ်။သူကလည်းချက်ချင်းပဲအဝတ်တွေချက်လိုက်ပြီးသူမကတော့အထံမမကြီးတယောက်လိုပဲရှင်တွေခုံနေတယ်ဆိုတာသူမရဲ့မျက်နှာမှာပေါ်လွင်နေပါတယ်။ လုံးနဲ့ရာထူးတက်ရဖို့အတွက်အောက်ခြေတက်သားလေးကတရင်မှုမိမကိုကာမအလုပ်ကျွေးပြရပါတော့ခဏကြာသူတို့ဆက်ဆံပြီးတဲ့နောက်ဖုန်းဝင်လာလို့သူမကန်လိုက်တဲ့တက်ခွဲမှုကဖုန်းလေးကနေတက်သားအတင်းနဲ့အစာထိုးလို့ရပါပြီလူရှာပြီးပါပြီလို့ပြောလာပါတယ်သူမကလည်းတက်ခွဲမှုရဲ့ဆုံဆုံမတွေကြောင့်ကောင်လေးကလောရေကရေတွေတော်တော်လေးတိုးတက်လာပြီးဖြစ်တာကြောင့်ပဲဘလို့တော့ပါဘူးလို့သူနဲ့ပဲအစဉ်ပြေးပါတယ်လို့ပြန်ပြောလိုက်ပါတယ်။နောက်နေ့မနက်မှာတော့တက်သေးကနေဈေးဝယ်ထွက်လာရင်းနဲ့လမ်းမှာဆလိတ်မတောက်တဲ့တောက်တဲ့ထိုင်တောင်းနေခဲ့ပါတယ်။ တက်ထဲကရဲဘော်တယောက်ခါရောက်လာပြီးသူ့ကိုတက်လေကျင်းမှုလဲမလို့ရပဲနဲ့မျက်နှာကပင်ပန်းနဲ့ပုံပေါက်နေပါလားလို့ဆိုကသူ့ငယ်ဘာကိုညှစ်ပြီးမေးလိုက်ပါတယ်ပြီးတော့လဲတရင်မှုမရှိတော့သူ့မိမနဲ့ခွန်ကြနေတာဘောဆိုပြီးထပ်ပြောလိုက်ပါတယ်ဒါကြောင့်မဲသူဟာအနာပေါ်ထုံချသွားသလိုဖြစ်သွားကထိုရဲဘော်ရဲ့မျက်နှာကိုလက်တီနဲ့ထိုးလိုက်ပါတယ်လဲကျသွားတဲ့ရဲဘော်ကခွေသားမင်းကိုစနေရလေကွာလို့ပြန်ပြောလိုက်ရပါတယ်သူကတော့ဒေါသတကြီးနဲ့ဆဲဆိုကစပိန်နဲ့ဇီးကိုသာထွက်သွားခဲ့ပါတယ် နောက်နေ့မနက်အစောမှာလည်းထုံးစံအတိုင်းတောင်ဝင်းထန်းဆောင်မိုးတရင်မှုအိမ်ကိုအပြေရောက်လာခဲ့ပါတယ်။သူလာခဲ့တဲ့လမ်းမှာတစိုက်ပြားလေးချလာတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူဟာသဘောပေါက်လိုက်ပြီးသူမရှိရာအပေါ်ထက်စီကိုတက်သွားလိုက်ပါတယ်။အခိုင်နဲ့ဟောက်သွားချိန်မှာတော့သူမကသူ့ကိုအတင်းဆောင်ဆိုင်နေခဲ့ပါတယ်။ပြီးတော့သူကတော့ဒီအပေါ်ထက်ကိုနောက်တစ်ခါပဲတော့မမလာတော့မယ့်အကြောင်းကိုပြောလိုက်ပါတယ်။ ။ဘာကြောင့်လဲလို့သူမကမိလိုက်တဲ့အခါမှာတော့သူ့ကိုရဲဘော်တယောက်ကမင်းကသူနဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေကိုစာနောက်နေရလို့ပြောလိုက်ပါတယ်။ဒါကြောင့်မလို့ဒီကိစ္စတွေကိုတရင်မှုကြီးတည်သွားရင်သူအသက်ခံရမှာဖြစ်လို့ကြောက်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့သူမကတနက်တလက်ကိုထုတ်ယူပြီးတော့သူ့ကိုချိန်လိုက်က ရဲဘော်တွေနဲ့တက်ရင်မှုကိုပဲကြောက်တာလား။သူမကိုတော့မကြောက်တော့ဘူးလားလို့တနေ့ထောက်ခါမေးလိုက်ပါတယ်။အဲ့ဒီချိန်မှာတော့အခြေအနေကိုသဘောပေါက်သွားတဲ့သူကလည်းသူမကိုအချိုးတက်ပြီးတော့သူမရဲ့ဆန္ဒကိုလိုက်ရောလိုက်ရပါတယ်။ဒီလိုနဲ့အောက်ခြေတက်သားလေးနဲ့တက်ရင်မှုမိမတို့ဟာနေ့တိုင်းလိုလိုဖောက်ပြန်နေခဲ့ကြပါတယ်။နောက်ရက်တွေမှာလည်းသူတို့နှစ်ယောက်ဟာအခုမှလက်ထပ်လိုက်ကြတဲ့ကျင်စာအုံစနီးမောင်နှံတွေလိုတအူးတို့တအူးကြီးဦးဆိုင်ကအင်ကြီးထဲမှာပြောရှင်စွာနဲ့နေထိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့တရက်မှတော့သူဟာတည်ရင်မှုရဲ့မိမကိုစပရဲနောက်မှာအိတ်လုံးထဲကအပြင်ဘက်ကိုခိုးထုတ်လာခဲ့ပါတယ်သူရဲ့ပြောင်းဆိုင်ခင်းတဲ့ကိုခေါ်သွားခဲ့ပြီးတော့နှစ်ယောက်သားချစ်တူဆုံးရွယ်လေးတွေလိုစပိန်လေးစီးကကြည်နုံနေကြပါဗျ။ရေတခွန်နားမှာလည်းဆူချူလေးတောင်းလာရေထဲမှာတော့ဖောက်ပြန်လိုက်နေတာယာနေကြပါဗျ။ထုံညမှာတော့သူဟာခြံစည်းရုပ်ကိုကြော်ပြီးတော့အိမ်ကြီးတဲ့ကိုခိုးဝင်လာခဲ့ပါဗျ။ ီးရနောက်ပြင်းပေါက်နောက်မှာသူမကိုလှမ်းခေါ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူမကအိမ်မက်ထဲမှာယောက်ျားဖြစ်သူတရင်မှုကသူ့ကိုတနက်နေ့ပြတော့မဲ့စစဲဖြစ်နေပါတယ်သူကခေါ်လိုက်တာကြောင့်လက်နိုးလာကပြင်းမောက်ခွင့်ပြုတော့စကားလာပြောပါတယ်။တရင်မှုက"သူမကိုတနန်းနဲ့ပြစ်တယ်"လို့အိမ်မက်မနေခဲ့ရလို့ဆိုပြီးပြပြလိုက်ကအခုတော့လာခေါ်ပေးလို့ကျေးဇူးတင်ပါတယ်။မဟုတ်ရင်သူမအိမ်မက်ထဲမှာအပြစ်ခံရတော့မှာလို့ဆိုလိုက်ပါတယ်။ဒီလိုနဲ့တရက်မှာတော့သူမတို့နှစ်ယောက်ဝမ်းအတူတူတောင်းရင်းနဲ့တရင်မှုနဲ့ဘာလို့လထက်ခဲ့ရလဲလို့သူကမေးလိုက်ပါတယ်။ ။သူမကလည်းအတိတ်ကသူ့ရဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်။သူမဟာတစ်ချိန်လုံးကပြည်ထနာစာရန်ပြုစုသူဖြစ်ပြီးတော့ဆောင်းဘုတ်တရားလောက်ကိုအကုံဆောင်နိုင်သူဖြစ်ပါတယ်။ဒါကြောင့်တယင်းမှုကသူမကိုသဘောကျသွားခဲ့ပြီးတော့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ဒါကတော့သူမနဲ့တယင်းမှုလို့ယူဖြစ်ခဲ့တဲ့အကြောင်းအရင်းမှာပဲလို့သူ့ကိုပြောလိုက်ပါတယ်။ခနာကြောင်မှာတော့သူမတို့နှစ်ယောက်မူသွားခဲ့ပြီးတော့အတူတူအိတ်ကဖောက်ပြန်ခဲ့ကြပြန်ပါတယ်။မနေ့မိုးလင်းချိန်မှာတော့မကြခင်မှာပဲသူမရဲ့ယောက်ျားဖြစ်သူတရင်မှုကြီးကပြန်လည်လာတော့မှဖြစ်တာကြောင့် သူမတို့ရဲ့ဇလံလေးကိုဒီမှာပဲအဆုံးသတ်လိုက်ကြပါရယ်။သူမကတော့သူ့ကိုရာထူးတူအောင်လုပ်ပေးမယ်လို့ကတိပေးလိုက်ပါရယ်။သူမကတော့သူ့ကိုဘယ်တော့မှမေးလို့မရမှာမဟုတ်ပါဘူး။သူ့ရဲ့ရင်ထဲမှာအမြဲရှိနေမှာပါလို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ကြပါရယ်။လူနဲ့နွေရသည်ပိတ်ရမှာတော့အိမ်ကိုပြန်သွားခဲ့ပါရယ်။အိမ်မှာသူ့မိသားစုကိုအချိန်ပေးရင်းနဲ့သူရာထူးတူမဲ့ဂျင်းနန်းစာကိုနေ့တိုင်းမျှော်နေခဲ့ပါရယ်။နောက်ခမဖြစ်သူကလည်းသူ့စီကိုရောက်လာပြီးတော့ငါးနှစ်ကြာတဲ့အထိရာထူးမတိုးသေးတဲ့အတွက်သူ့ကိုစိတ်ပြတ်နေခဲ့ပါရယ်။ဒါကြောင့်မဲသူဟာတက်ရင်စီကိုပြန်လာခဲ့ပါရယ်။ တရင်စီကိုပြန်လာပြီးတော့တညမှာတော့သူဟာတငယ်ကြီးဖြစ်သူရဲဘော်နဲ့စကားပြောနေကြရင်တခွဲမှုဝရောက်လာခဲ့ပါတယ်သူနဲ့သူမိသားစုကိုမျိုးဘော်ကိုပြောင်းခိုင်းပြီးတော့သူကလည်းတရင်မှုမိမရဲ့ထောက်ခံမှုကြောင့်အဲ့ဒီမျိုးတော်ရဲ့အကြီးမားဆုံးလျှက်စစ်ဆေးုံမှာမန်နေဂျာလောက်ရမယ်လို့ပြောလာပါတယ်ဒါကြောင့်ပဲသူဟာနောက်နေ့မှာတော့တရင်မှာရဲဘော်တွေကိုနှုတ်ဆက်ပြီးတော့တခွဲမှုကိုရင်သူ့ကိုကားနဲ့လိုက်ပို့လိုက်ပါတယ် တက်ခွဲမှုကတက်ကနေထွက်ခွာသွားတော့မဲ့သူကိုတရင်မှုရဲ့မိမကိုလည်းကျေးဇူးတင်စကားပြောတင်တယ်လို့ဆိုကတရင်မှုအိမ်ကိုခေါ်သွားခဲ့ပါတယ်အိမ်ထဲရောက်တော့တရင်မှုရဲ့မိမမှာသူလည်းရဟာတဲ့ကိုဝင်လွေထားရတယ်ဆိုတာကိုသိလိုက်ရပါတယ်အရင်ညကတော့သူနဲ့တရင်မှုမိမနောက်ဆုံးတွေ့ခဲ့တဲ့ညလေးဖြစ်ပြီးတော့တရင်မှုရဲ့မိမကိုအလေးပြုကသူပြောင်းရွှေ့ရမယ့်မြို့ကိုအပီပဲထွက်လာခဲ့ပါတော့တယ် ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီအဆုံးနေ့လိုက်ပါကြည့်ရှုအားပေးကြလို့လဲကျေးဇူးများရေးတင်ပါတယ်เนาะနောက်ထပ်ဗီဒီယိုလေးတွေနဲ့လည်းပြန်လဲဆုံတွေ့ချပါဦးမယ်ရှင်